ေါက်တာဇော်ဝေဖြိုးဆိုတဲ့အကောင်ကြီးကြောင်းပြောအောင်ပါနော်မြေပြင်ကမြေပြင်ကဒီမှာမြေအောက်လိုင်းတွေတူးထားတဲ့ဟာတွေအဲ့ဒီဟာတို့အဲ့သရောင်းစားမနေ့တနေ့တုန်းကဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်စဉ်းစားကြည့်လေအဲ့ဒီဇော်ဝေဖြိုးဆိုတဲ့သရောင်းစားကြီးဟိုတလုံးဟိုတနေ့ကအင်တာဗျူးတက်လာတယ်မြေပြင်မှာရှိနေတဲ့စစ်တပ်ရဲ့အင်အားကတဲ့မလေးရှားနိုင်ငံတနိုင်ငံသားလောက်ရှိတယ်ဆိုပြီး तू ကအာရဝင်းတာပြောတယ်တကယ်လားဆိုအဲ့ဒါတွေကထုတ်ဖို့ထုတ်ဖို့ပြောစရာမလိုဘူး နော်ငါ့ကိုတရားဆွဲမဲ့လာပြောလို့ပြောပါရီကြီးကလှိမ့်ချပြင်မှာဂျပန်ရိုင်းနှီးရိုက်ပြင်မှာဂျပန်ရိုင်းနှီးရိုက်ပြင်မှာတရားဥစားတွေမြန်မာနိုင်ငံမှာအဲ့ဒီလိုအောက်တိုင်းဆိုနောက်ကြလို့ရှိရင်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံမှာစံစီစားအပြည်ပလူတဲ့လူတွေမြန်မာပြည်ကိုပြည်ပမှာလူမယ်ဆိုလို့ရှိရင်စံစီစားတဲ့အဲ့ဒီကိုနှုံးဆိုတဲ့ဟာတွေအဲ့ဒီအဖော်တို့ကိုနှုံးတို့ပါထည့်ပြီးလူပေးရမယ်လူပေးရမလို့ဖြစ်နေပြီနော်ဘာဖြစ်လို့လဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘုံတန်ခံနိုင်တဲ့မြေအောက်ဆေးရုံကိုခြားပြလိုက်တဲ့ န်ယူဂျီကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးအားဒေါက်တာဇော်ဝေဖြိုးဆိုတဲ့အကောင်ကြောင့်ပြောမှာဆရာမလေးရဲ့ရုပ်တံကိုတင်ဆက်ပေးတော့မှာမြေပြင်ကဒီမှာမြေအောက်လိုင်းတွေတူထားတဲ့ဟာတွေအဲ့ဒီဟာကိုအဲ့စတောင်းစားမနေ့တနေ့တုန်းကဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်ဆီယမတို့မြေပြင်တော်လန်ရေးဆိုတာဆီယမတာတော်လန်ရေးမြေပြင်ကမြေပြင်ကရေဒီစစ်ရေးပေါ်တော့ပြောမှာဆိုရင်ဒီစစ်ရေးကိုတော့ဆီယမနားလဲလားဆိုနားမလဲဘူး ဒါပေမဲ့ဆီယာမတိတလောက်ဆီယာမပြောတာပေါ့နော်စစ်ရေးမှာအင်မတန်ပြည့်ရဲများတယ်မာယာများတယ်နော်မင်းအောင်လိုင်းစစ်တပ်ကသူ့ရှိမှာတိုက်ဖို့လူအင်အားမရှိတော့တာတော့ဒါမရှိတော့တာတော့မှသူ့ရဲ့လူအင်အားမရှိချောင်းကိုအဲ့ဒီစစ်တပ်ကဘယ်တော့မှမှန်တိုင်းအမှန်တိုင်းထုတ်မပြခဲ့ဘူးဟုတ်တယ်နော်အဲ့ဒါပါလဲဆိုမင်းအောင်လိုင်းကသူ့ရဲ့စစ်တပ်ပေါ်မှာသူ့ရဲ့စစ်စစ်ပလိရဲ့သူကထားတာဖြစ်တယ် နော်နောက်တစ်ခုရန်သူရဲ့နေရဲ့နေရာတွေကိုစုံစမ်းပြီးတော့မြေပြင်မှာစစ်တိုက်ခြင်းမလုပ်ဘဲနဲ့လေရင်နဲ့ဒါအတင်းအဓမ္မအပြက်သက်ခြေမုံနေတာဖြစ်တယ်ဒါလည်းမင်းအောင်လိုင်းရဲ့မင်းအောင်လိုင်းရဲ့ပြောမှဆိုရင်ဒါစစ်ရေးပေါ့နော်အဲ့တော့မြေပြင်မှာလုပ်နေတဲ့ဒီစစ်ရေးမှာလဲစဉ်းစားကြည့်လေအဲ့ဒီဇော်ဝေဖြိုးဆိုတဲ့သထောင်စာကြီးဟိုတလို့ဟိုတနေ့ကအင်တာဗျူးတက်လာတယ် မြေပြင်မှာရှိနေတဲ့စစ်တပ်ရဲ့အင်အားကတဲ့မလေးရှားနိုင်ငံတနိုင်ငံသားလောက်ရှိတယ်ဆိုပြီး तू ကအာရဝင်းတာပြောတယ်တကယ်လားဆိုအဲ့ဒါတွေကထုတ်ပေါ်ထုတ်ဖို့ပြောစရာမလိုဘူးเนาะအဲလေးလိုင်းနဲ့လေးလေးမကြီးခဲ့နဲ့တသက်လုံးကအဲ့ဒီဇောဝေဖြိုးဆိုတဲ့လူကြီးကလေကြီးနေတာနော်အဲ့ဒီဟိုက UNG ကအဲ့ဒီမှာကာကွယ်ရေးဆိုတဲ့အယက်သမားဆိုတဲ့လူကြီးကလည်းလေကြီးနေတာ စည်ရေးမှလေးမကြည့်ရဘူးစည်ရေးမှလှိလေးဝက်ဝက်နဲ့လှုပ်ရတယ်ကိုလှုပ်ပြီးတဲ့အချိန်ကျမှဒိုင်းဆိုကိုလှုပ်ပြီးပြီးသွားပြီဆိုတာမျိုးသိရင်သိပါစေကိုဘာမှမလှုပ်သေးခင်မှာကိုရဲ့မြေပြင်မှာလှုပ်ရှားမှုတွေမြေပြင်မှာဒုံးတွေမြေပြင်မှာမြေအောက်ကျူးတွေမြေပြင်မှာတက်ဆင်တဲ့လက်နက်တွေမြေပြင်မှာလှုပ်ထားတဲ့ဒီမြေအောက်ဟာတွေကို လိုင်းပေါ်ကိုလုံးဝမတင်သင့်ဘူးတချို့တွေကဘာလို့ကြွားချင်တာလဲကိုဆရာမမသိဘူးသူတို့ကတော့ကြွားကျင်လို့တင်လိုက်တာ တကယ်ဒုက္ခရောက်တော့မြေပြင်မှာရှိနေတဲ့လူကတကယ်ဒုက္ခရောက်တယ်။အဲ့လိုမလုပ်အောင်ဒါစည်ရေးဖြစ်တယ်။စည်ရေးဆိုတာပြည့်ရဲ့ကြွယ်တွေရတယ်နော်ပြီးတော့ဒီမြေပြင်မှာရှိနေတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နောက်တစ်ချိန်ကြာလို့ရှိရင်မြန်မာနိုင်ငံရဲ့တပ်မတော်ပြည်သူကာကွယ်ရေးတပ်မတော်ဆိုတဲ့အဖွဲ့အစည်းကာကွယ်ရေးဆိုတဲ့နေရာကိုရောက်ရှိလာမှာဖြစ်တယ်။နော်အခုဖြစ်နေတာကတော့ပြည်တွင်းစစ် နောက်တစ်ချိန်ကြာရင်ဒီပြည်သူကာကွယ်ရေးတပ်မတော်တွေက ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့နေရာကိုရောက်လာပြီးတော့ပြည်သူလူထုမြန်မာနိုင်ငံကိုကာကွယ်ရတဲ့ပြည်သူကာကွယ်ရေးတပ်မတော်တရားဝင်ဖြစ်မှာအဲ့ဒီလိုဖြစ်မှာဆိုတော့ကြတော့နိုင်နောက်ထပ်နိုင်ငံအနေနဲ့ကိုယ်နိုင်ငံနဲ့စစ်မဖြစ်ဘူးလို့ပြောလို့မရဘူးအဲ့တော့ကိုကဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေကစစ်ရေးနဲ့ပတ်သက်လာလို့ရှိရင်အများတန်းရန်သူကိုရန်သူကိုအများတန်းအထင်မသေးဖို့အများတန်းနိုးကြွားစွာတင်ထားရမယ် နော်နောက်တစ်ခုကိုယ့်ရဲ့မြေပြင်မှာရှိတဲ့လက်နက်အင်အားကိုယ့်ရဲ့မြေပြင်မှာရှိနေတဲ့အချက်အလက်တွေကိုလုံးဝမီဒီယာပေါ်လုံးဝတင်တင်တာမျိုးကိုလုံးဝလက်မခံသင့်ဘူးလုံးဝထုတ်ဖော်ပြီးမပြောသင့်ဘူးနောက်နံပါတ်3ချက်ကကိုယ့်ရဲ့အင်အားဘလောက်ရှိတယ်ဆိုတာကိုမီဒီယာပေါ်မှာမပြောသင့်ဘူးနော် အခုလောလောဆယ်မြေပြင်မှာမြေပြင်မှာဒုံးတွေလုတ်တယ်ဆိုရင်လည်းလိုင်းမော်ရောက်တယ်မြေပြင်မှာဝွကျွင်းတွေဆိုရင်လည်းဒေါင်းဒိုင်းမော်လိုင်းမော်ရောက်တယ်မြေပြင်မှာလုတ်နေတဲ့ဒီလက်နက်ဖောက်ခွဲမှုတွေဆိုလည်းလိုင်းမော်မှာရောက်တယ်အခုပူဆိုတာအဲ့မှာမြေပြင်မှာလုတ်ထားတဲ့ဒီမြေအောက်ကျွင်းတွေကိုလိုင်းမော်မှာတင်တာဒါကြတော့ရန်သူကိုသွားပြီးတော့ကြတော့သူတို့တင်လာတော့ရန်သူကိုကြောက်အောင်လို့ဆိုပြီးတင်လိုက်တာရန်သူကမကြောက်တဲ့ပြင်ဘာဖြစ်သွားလဲဆိုရန်သူကိုသွားပြီးတော့ဒီအချက်လက်တွေရှိတယ်ဆိုတော့ရန်သူကိုသွားပြီးမစိတ်ပေးတယ်လို့ဖြစ်တယ် နော်ဒါစီရေးမှာအင်မတန်အရေးကြီးတယ်ဆီအမစီရေးနားမလဲပါဘူးနော်ဒါဆီအမနားလဲတလောက်ဆီအမကိုမျှဝေပေးတာအဲ့ဒီမြေပြင်မှာလုံနေတဲ့တကယ်ခေါင်းဆောင်နေတဲ့လူတွေကအဲ့လောက်ပဲအုံနောက်မရှိတော့ဘူးလားအဲ့လောက်ပဲအသိဉာဏ်မရှိတော့ဘူးလားမြေပြင်မှာဒုံးတွေရှိတယ်ဆိုတာကမြေပြင်မြေပြင်မှာဒုံးတွေရှိတယ်ဆိုတာကိုဘသူကလိုင်းပေါ်ကိုရိုက်ပြီးတော့တင်တာတော့အဲ့ဒီတင်တဲ့လူတွေကြောင့်မလားအဲ့ဒီဒုံးတွေရှိတယ်ဆိုတာဟာကိုဒီသရောသားမယောင်လန်အတိတာဖြစ်တ ဆီယာမအလောက်တစ်ခုလောက်တယ်ဆိုလို့ရှိရင်စည်ရင်းမှာအင်မတန်ပြည့်ရကြရတယ်အင်မတန်လှိလိဝဝလောက်ရတယ်ဟောင်းပါဟောင်းပါလုံးလို့မရဘူးကိုချလိုက်တဲ့အချိန်ကျမှသိပါစေအခုကအဲ့ဒီလိုမဟုတ်မြေပြင်မှာမချရသေးဘူးလိုင်းပေါ်မှာမီဒီယာပေါ်မှာပြန့်နေပြီမီဒီယာပေါ်ပြန့်နေပြီအဲ့ဒါဘာလဲဆိုတော့မြေပြင်ကိုရောက်နေတဲ့လူကြီးဆိုတဲ့လူတွေရဲ့အောက်တန်းစားလူတွေရဲ့အသိဉာဏ်မရှိမှုကြွားဝါခြင်းနဲ့စိတ်ကြောက်ဖြစ်နေတာဖြစ်တယ်နော် တော်လန်ရေးလုံနေတာဖြစ်တယ်အသက်တွေရင်းပြီးလှုပ်ရတာဘဝတွေရင်းပြီးလှုပ်ရတာဖြစ်တဲ့အတွက်ကြွားဝါခြင်းစိတ်ဆိုတဲ့စိတ်ကိုလုံးဝဖျောက်ထားပါဆီယမလူတမျိုးဆီယမငငယ်တော့ကအကျင့်တစ်ခုရှိတယ်ဆီယမလှုပ်ချင်တဲ့အရာတစ်ခုကိုဆီယမဘာလို့မအသိမပေးဘူးဆီယမမလှုပ်ခင်မှာတေချာစဉ်းစားတယ်လှုပ်ပြီဆိုလို့ရှိရင်လည်းအဲ့ဒါကိုအောင်မြင်အောင်လုပ်တယ်အောင်မြင်ပြီဆိုမှလူသိခံတယ်မအောင်မြင်မချင်းဆီယမလူပေးမသိဘူးအဲ့ဒါဆီယမရဲ့စိတ်သက်ပဲနော်လူဆိုတာအဖြတ်ဝင်တယ် နော်တကယ်တကယ်အဲ့ဒါဆီယမကလည်းဘာလို့ကိုနဲ့မဆိုင်ဘူးပြောရလို့မပြောနဲ့မြေပြင်မှာတကယ်အလုံးလုံးနေတဲ့အသက်ပေးနေရတဲ့ကလေးတွေရဲ့အသက်ကဈေးမပေါ်ဘူးတကယ်မြေအသက်ပေးရတော့အဲ့ဒီမြေပြင်ကကလေးတွေပဲတက်ပေးရတာခင်ဗျားတို့ကလိုင်းပေါ်မှာပဲအာချောင်းတာအဲ့တော့မြကြခင်းနဲ့မဆိုင်မှုမြကြခင်းနဲ့ဆိုင်နေမြန်မာနိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့အရာမြကြခင်းနဲ့ဆိုင်နေအဲ့ဒါတွေကမြေပြင်မှာလည်းအသက်ပေးအဲ့လိုခင်ဗျားတို့လိုင်းပေါ်မှာအာအာချောင်းပြီးတော့တောက်တက်ကြရတွေတင်တော့မြေပြင်ရဲ့ရဲဘော်တွေတန်မိုးရှိရဲ့ရဲဘော်တွေလည်းအသက်ပေးရသလိုဟုတ်လား ။နောက်တော်လန်ရေးအတွက်လည်းတော်လန်ရေးအတွက်လည်းနှောင့်နှေးတယ်။တော်လန်ရေးအတွက်လည်းနှောင့်နှေးတယ်။ဟုတ်လား။မြေပြင်ကသတင်းတွေမှန်သမျှမြေပြင်မှာလှုပ်ရှားမှု မရှိဘဲနဲ့မရှိသေးဘဲနဲ့လိုင်းပေါ်ကိုရောက်တာအင်မတန်ကိုစိုးရတယ်။အဲ့ဒါအင်မတန်အရေးကြီးတယ်။ဒါဟုတ်ဒီလူကြီးဆိုတဲ့အကောင့်တွေကမသိဘူး၊ကြက်မပြေ၊ကြက်မပြေတာလား၊မူးမပြေတာလားကိုမသိတာ။ဘာကိုကြွားချင်တာတော့ မကြွားနဲ့ခမရတို့အရေချင်းဘလောက်ပဲလှုပ်ပြပြဘသူတွေလိုင်းပေါ်မှာအရေချင်းဆိုတာတွေပြပြအချိန်တန်ကြရင်တမိုင်းဆိုတာလူတိုင်းလူတိုင်းမှာသူ့ရဲ့တမိုင်းရှိတယ်ကိုတမိုင်းကို ကိုရေးရတာကိုရေးထားတဲ့တမိုင်းကခမရတို့အပေါ်ယံရွှေမုံကျဲတွေကြိုက်သလောက်ကျဲ အပေါ်ရံမှာခမရတို့ဘလောက်ပဲဟန်ဆောင်ကောက်ကောက်မင်းသားမျက်နှာဖုံးစောင်းထားတာခမရတို့လှုပ်ရက်တဲ့လှုပ်တဲ့လှုပ်ရက်နဲ့တမိုင်းကခမရတို့ရဲ့နောက်မှာအမြဲတမ်းလိုက်နေမှာအချိန်တန်ကျအဲ့ဒီတမိုင်းကခမရကောင်းခဲ့ရင်ကောင်းတဲ့အတိုင်းပေါ်မှာခမရကလိန်ငကြီးလှုပ်ခဲ့ရင်ကလိန်ငကြီးလှုပ်တဲ့အတိုင်းလှုပ်တွေလှုပ်ခဲ့တဲ့အတိုင်းပေါ်မှာခမရခိုးခဲ့လို့ရှိရင်ခမရခိုးခဲ့တဲ့အတိုင်းပေါ်မှာနော်တအားခိုးခဲ့ပြီးတော့မှမြေပြင်ကိုရုတ်တရက်ရောက်သွားတော့မှအာငါသားလေးလုံနေရဲဆိုကြွားကျင်တဲ့စိတ်နဲ့မတင်နဲ့မြေပြင်ကကလေးတွေဒုက္ခရောက်တယ် ဒီမြေအောက်လိုင်းတွေဖော်ဖို့ဆိုတာလွအင်မတန်ခဲရင်းတယ်လောက်ရတဲ့လောက်မှလည်းအရန်ပင်မဲ့တဲ့ဒီကြောက်တွေကိုထောက်ထွင်းရတယ်ဆိုတော့ဟာအင်မတန်ခဲရင်းတယ်လူဆိုတာကိုမဟုတ်လို့ရှိရင်ကိုချင်းမစားဘူးဆိုအဲ့ဒါကိုပြောတာအဲ့ဒီတော့ကျမဆဲတယ်အဲ့ဒီဇော်ဝေဖြိုးဆိုတဲ့အကောင်ကိုတရောင်းစားကြီးလို့ဆဲတာမနေ့တုန်းကမနေ့တုန်းကကျမဆဲပြီးတော့တင်းတယ်အဲ့တော့ကျမကိုလာဆဲခြင်းတဲ့လူတွေလည်းပြန်ဆဲကျမလည်းပြန်ဆဲမှဖြစ်တယ်နော်ကျမလည်းပြန်ဆဲမှဖြစ်တယ် ကျမပြောနေတာအရေးကြီးတဲ့တော်လိုင်းရေးတွေအရေးကြီးတဲ့ဟာခင်ဗျားတို့ဘာဖြစ်လို့ line ပေါ်မှာအာချောင်း line ပေါ်မှာခင်ဗျားတို့တင်လိုက်တာဘာ follow လိုချင်တာလားအသေးလိုချင်တာလားအဲ့ဒီ line ပေါ်မှာဟာငါတို့ဘာလုပ်နေပါပြီဆိုစောက်ကြီးစောက်ကျဲတင်လိုက်တဲ့ဟာမြေပြင်မှာတော်လိုင်းရေးအောင်သွားလားမြေပြင်အတွက်ဘာတွေအနှောက်အယှက်ဖြစ်သွားလဲ ိုတခုခုလုံးတော့မယ်ဆိုကိုကအကြီးပိုင်းမှာတာဝန်ယူထားတယ်ဆိုငါဒါလုံးမယ်ဆိုအုံနောက်ကစဉ်းစားရတယ်ဒါလုံးရင်ဘာဖြစ်တတ်တော့ဘာဖြစ်တတ်ရင်ဘာဖြစ်မယ်ဘာဖြစ်ရင်ဘာဆိုတာစဉ်းစားမင်းအောင်လိုင်းတောင်းစားကအခုရွေးကောက်ပွဲလှုပ်ဖို့ဟာကို तू ကအရင်သိန်းကစည်းခံထားတဲ့နယ်မြေကိုရဖို့ဒီစတောင်းစားစူးစမ်းနေတာစူးစမ်းနေတာဖြစ်တဲ့အတွက်ဒီမြေပြင်တချို့မှာလည်းဒလန်နေရှိတယ် ဒက်ဒလန်နေရှိတယ်အဲ့ဒီဒလန်နေကိုသူတို့ကအရေးအရေးတကြီးကလှုပ်ရှားနေတယ်မြေပြင်ဖွဲ့တွေရဲ့တီနေရဘယ်နေရာလဲသိပြီဆိုတာအပေါ်ကလေရင်နဲ့ဘုံကျဲမှာခမရတို့အဲ့ဒါသိလားခမရတို့ကပြောလိုက်ရင်တော့ဗျာကျုပ်ကိုပြောမှလေကျုပ်ကကျုပ်ကတော့ဘုံတန်ခံမြေအောက်ဆေးရုံနှစ်ရုံစောင့်နေဟု NUG ပြောအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်ဘုံတန်ခံနိုင်သည့်မြေအောက်ဆေးရုံနှစ်ရုံစောင့်လုပ်နေကြောင်း အန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးမေဘုံလက်ကမက်ဆီမာကိုပြောသည်အန်ယူဂျီထိန်းချုပ်နယ်မြေများတွင်ဘုံတန်ခံမြေအောက်ဆေးရုံရှိရုံအထိဆောက်လုပ်ရန်ရည်ရွယ်ထားပြီးဆေးရုံဆောက်လုပ်နေစဉ်နေဒေတာကိုမူလုံခြုံရေးအခြေအနေကြောင့်ဖြေကြားရန်အဆင်မပြေကြောင်းလည်းလင်းကဆိုသည် အာနာသိန်းစစ်ကောင်စီသည်စာတင်ကြောင်းများသာမကဆေးရုံဆေးကမ်းများကိုပါပြစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက်လုံခြုံစွာနှင့်ကျန်းမာရေးဆောက်ရှောက်မှုများပေးနိုင်ရန်အန်ယူဂျီကစူးစမ်းဆောင်ရွက်နေသည်ဟုလည်း ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်တွင်ဦးမေဖုံးလက်ကဆိုသည်ပြီးခဲ့သည့်မေလ25ရက်နေ့ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကြောင်းတွေအားလုံးယာယီရနာထရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်သည့်မြန်မာနိုင်ငံကကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခင်မီလေကြောင်းချက်ပေးစနစ်တွေဘုံကျဲတံခံနိုင်တဲ့ခိုးလုံရနေရာတွေအရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်ဟု အန်ယူဂျီဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုသည်ထို့ပြင်အိန်းနီးချင်းနိုင်ငံများနိုင်ငံတကာတိုင်းပြည်များကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းများနှင့်ကလေးခွင့်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်းမြန်မာနိုင်ငံတွင်ကလေးငယ်များလုံခြုံစိတ်ချစွာအသက်အန္တရာယ်ကင်းရှင်းစွာပညာသင်ယူနိုင်ရေးအတွက်အန်ယူဂျီကဆောင်ရွက်နေသည့်ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများတွင်လည်းပါဝင်ကူညီဆောင်ရွက်ပေးရန်လည်းဖိတ်ခေါ်ထားသေးသည် သူဆိုတော့တောသူလိုပဲပြောမှာပဲเนาะကျုပ်တို့ကအညာသူညာသားတွေဟမ်းမဆောင်တော့ခပြောလို့ကိုယ်ညီဝေပြီးရှုဖနာကြီးဝေပြီးစကားပြောလို့ရှိရင်စတိုင်နဲ့မလိုင်နဲ့ဟလားဒီလိုဒီလိုစတိုင်နဲ့မလိုင်နဲ့ဟလားလူချင်းမင်းများမိပပြည်သူများခမအခုဟာနိုင်ငံရေးကဘလို့သွားနေတယ်အဲစစ်ကောင်စီကစက္ကစအဲအဲ့လိုမလာဘူးကျမလေတန်းအဲ့လိုမချိုးနေဘူးကျမဒီချိန်မှာမင်းအောင်လာဘလူးကကနေတာဖြစ်တဲ့အတွက်ကျမတို့ကဘလူးကကမှာဖြစ်တယ် ။ငါကျမတို့ဒီချိန်မှာတရားထိုင်နေလို့မရဘူး။ကျမတို့အမှဆရာလုံနေပြီးတော့တရားမထိုင်နိုင်လို့ဒီလိုဆဲဆိုနေရတာခင်ဗျားတို့စဉ်းစားကြည့်ဗျာ။ခင်ဗျားတို့လိုဇဝဲဝိုင်းမှာထိုင်ပြီးတော့အတန်လေးညောင်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 မရင်ငယ်တုံးညက်တဲ့အတိုင်းဟုတ်လားလင်းငယ်တုံးညက်တဲ့အတိုင်းတော့ကျမမပြောနိုင်ဘူး။ကျမခင်ဗျားတို့လိုစကားမချိုးနိုင်ဘူး။ရှင်းလား။ခမရောကြုတ်ကြရင်တော့ပြောမှာအာလိုင်းပေါ်မှာရှောက်ပြီးတော့အာလူကြည့်များလို့ရှောက်ကြုတ်ကြည့်ကြုတ်ကိုကြုတ်ကောက်မှာကြည့်တဲ့လူကတော်လိုင်းရေးစိတ်ဝင်စားတဲ့လူတွေပဲကြည့်ရမြန်မာနိုင်ငံရေးစိတ်ဝင်စားတဲ့လူပဲကြည့်ရအပလာတွေမကြည့်ဘူး အပလာရီကကြုံပြောတာမကြိုက်ဘူးရှင်းလားလူကြီးများစရာမလိုဘူးကျုပ်တို့ကယင်ထဲကလာတဲ့စကားတွေပြောတာခမရတို့ကြောင့်တေးတေးတဲ့တေးပြီးရတာမတန်ဘူးမြေပြင်ကိုလေရင်နဲ့ဘုံကျဲတာဟိုသရောင်းစားကတိပြီဆိုတာနည်းနည်းလေးကြံတာမပြောနဲ့အဲ့ဒီသရောင်းစားကဘလောက်ထိတော့လှုပ်ချင်လဲဆိုတော့ခမရတီနေရရှိတဲ့နေရာကိုအရိပ်ရောင်လေးရှိတာနဲ့မှန်းပြီလေရင်နဲ့ဘုံကျဲမှာပတ်ပတ်လေကိုကျဲမှာတိရခမရအဲ့ဒါ ပတ်လေကိုချဲမှာအိုက်ကောင်ကနည်းနည်းလေးအရိပ်ရောင်လေးတွေ့တာနဲ့အဲ့ဒီအရိပ်ရောင်ရပတ်ပတ်လေကိုချဲမှာအဲ့တရောင်းစားအဲ့ဒီလိုယုံမှာမှာမင်းအောင်နိုင်ကစစ်ဘလူးစစ်ဘလူးလို့ပြောတာကိုစိတ်မဆိုးနဲ့ခင်ဗျားတို့ကတချို့ကကြဘာဒီစကားပြောတော့ရိုင်းလိုက်တာဆရာမဖြစ်ပြီးလေကျမရိုင်းနေဆိုတာကကျမရိုင်းနေရင်ကြီးတယ်ဆိုတာကျမမြန်မာနိုင်ငံမှာကျမနိုင်ငံမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့သက်ဆိုင်နေဗျတိလာကျမတို့ဒီလိုမပြောလို့မရတော့ဘူးမင်းအောင်လိုက်တက်လာတော့ငိုင်းတေးလိုက်တဲ့လူကတောက်တောက်လဲတေးတာ ဒါစစ်ဘလူးမဟုတ်ဘူးလားအဲ့ဒါလူသားစားနေတာလေလူသားစားနေတာမင်းအောင်လန်ရအဲ့ဒါကိုမင်းအောင်လန်ကိုသွားပြီးရှော့မတွက်နဲ့ဘယ်တော့မှရန်သူကိုကိုရဲဘော်လိုတင်မယ်ဆိုရန်သူကိုရှော့မတွက်တက်ဖို့တင်ထားအမြဲတမ်းလှိလိဝက်ဝက်နေတတ်ဖို့တင်တာကိုလောက်တော့မှအလောက်တစ်ခုကိုလောက်ပြီးတော့မှလူသိပါစေမလောက်ခင်မှလူမသိစေနဲ့ ဒီလိုကလေးတွေကတက်တယ်အခုကလေးတွေကအယံသနာကိုကောင်းတယ်ကလေးတွေကနားလေတယ်ခမရတို့အဲ့မလူကြီးဆိုတဲ့လူတွေကမူးမပြေကြက်မပြေဖြစ်နေတယ်ခမရတို့ကနားမလဲနေခမရတို့ပဲတော့ကြာနေလိုင်းဘာလဲရယူနီဖောင်းနေတဲ့ဟိုကလေးတွေကိုအလေးပြုခိုင်းဟိုလိုင်းပေါ်တွေဘာဘာလှုပ်တော့ခမရတို့အဲ့လေးအလေးပြုတဲ့ပုံတွေနဲ့အယူနီဖောင်းတွေနဲ့တန်းစီပြီးလိုင်းပေါ်တင်လိုက်တာအဲ့တပ်ပုံလေးတပုံတင်လိုက်တာခမရတို့ဘာရလဲမြေပြင်မှာတော်လိုင်းရအောင်သွားလား မအောင်ဘူးခင်ဗျားတို့ရှောက်ပြီးတော့မြေပြင်မှာလေးမှတ်ထားကိုကရန်သူနဲ့ဒီပြည်တွင်းရေးအခုကပြည်တွင်းရေးတော့ခင်ဗျားတို့နောက်ပြည်ပရေးမလာဘူးလို့မပြောနိုင်ဘူးခင်ဗျားတို့ကဒီတော်လန်ရေးပြည်သူတော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုဘလို့တန်ဖိုးထားတာလဲနောက်တစ်ချိန်ကြရင်ရောကာကွယ်ရေးဦးစီးချုပ်နေရာမှာမြန်မာတပ်မတော်ဆိုတဲ့နေရာမှာဒီကလေးတွေကိုထားဖို့အစီအစဉ်မရှိဘူးလားခင်ဗျားတို့နေရာရဖို့ခင်ဗျားတို့အာဏာယူဖို့ခင်ဗျားတို့အုပ်ချုပ်ဖို့ပဲဒီကလေးတွေကိုတုံးချင်တာလား တန်ဖိုးထားပြီပါတန်ဖိုးထားတယ်ဆိုအဲ့ဒီလိုသုံးရတယ်အဲ့လိုဖြစ်အောင်အဲ့လိုနောက်တစ်ချိန်ကျရင်လည်းဒီမြန်မာနိုင်ငံကြီးကိုအုပ်ချုပ်တဲ့တက်မတော်ကာကွယ်ရေးနေရာမှာဒီကလေးတွေနေရာရပါစေအဲ့ဒါမှလည်းကျမတို့မြန်မာနိုင်ငံကလုံခြုံမှုရှိမှာအဲ့ဒါအဲ့ဒါမျိုးဖြစ်နေရမှာကလေးတွေကညီတယ်ခမားတို့ကမညီတာခမားတို့ကပဲစောက်တိုးလွဲတွေလုံနေတာခမားတို့ကပဲလိုင်းပေါ်မှာကြွားစိန်တွေလုံနေတာနော်ကြွားစိန်ဆိုတာနေရာတိုင်းကြွားလို့မရဘူး ကျွန်တော်ကျမကျမကိုကြည့်ကျမအခုဇာတာဟောတယ်မြန်မာနိုင်ငံဇာတာဟောတယ်မင်းအွန်လိုင်းဇာတာဟောတယ်မြေပြင်ဇာတာဟောတယ်ကျမဟောလိုက်တဲ့ဟာကိုအစအဆုံးကြည့်အစနေမှာအဆုံးကြည့်မြေပြင်နဲ့ပတ်သက်တဲ့အချက်လက်တွေဘယ်တော့မှလိုင်းပေါ်မှာရောက်သွားဘူးလဲကျမမသိကျမမသိတဲ့ဟာရေမရှိကျမသိနေရပဲကျမမြင်နေရတာပဲကျမပြောချင်ပြောလို့ရကျမမပြောဘူးတရောင်းစားမင်းအွန်လိုင်းနဲ့အချက်လက်တွေပဲခင်ဗျားတို့ပြည်သူလူထုသိရတာလေ ဲ့ဒီလိုလုပ်လေအဲ့ဒါကြောင့်မဟိုဘက်ကလူတွေကကျမကိုတစ်ဖက်ပိတ်ညီပိတ်မညီပိတ်မတယ်အဲတစ်ဖက်ပိတ်ဆီယာမဆိုကျမကိုပြောနေတာမြေပြင်နဲ့ပတ်သက်တဲ့ဟာကိုမြေကျမမြင်နိုင်တယ်လေကျမသိတိုင်းတယ်လေကျမပြောရင်ရတာပဲခင်ဗျားတို့လိုင်းပေါ်မှာကျမပြောလိုက်လို့ရှိလို့ရှိရင်ကျမကို follow ပေးမယ်လို့အသေးပေးမယ်လို့အများကြီးကျမနံပါတ်ဒီထောင်ပို့ကြည့်အောင်ပါကျမပြောလိုက်မှာပေါ့ဒါပေမဲ့ခင်ဗျားလိုစိတ်ဓာတ်မရှိဘူးကိုယ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးပေါ်ကိုချစ်တဲ့စိတ်ကခင်ဗျားတို့လည်းတားတယ်ပြောပြောမပြောတာ အဲ့ဒါနဲ့ပတ်သက်လိုက်ကျွန်မဟောက်မဟတာဟောက်မဟတာလာမေးတဲ့လူရှိတော့ကျွန်မမပြောဘူးခမရတို့ကတမင်ဟိုမှမင်းအောင်လိုင်ကခမရတို့